နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ၈ရက်အင်္ဂါနေ့ ေဖတ်ဩဝါဒစာခန်းကြီးလေးငယ်တင်မှချောင်းခေါ်ရမူခြင်းဂျေဇုရောကိုသင်တို့ဒီခံရသည်နှင့်အထိုင်လျောက်ကျင့်ဆောင်မိကြ။သခင်ပြားအတွက်ကြောင့်အချင်းခံရသောငါသည်သင်တို့ကိုတိုက်တွန်းလို့ဆိုပါ၏။အရာရာ၌စိတ်နှိမ်ချခြင်းနွံ့ညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်မေတ္တာစိတ်နဲ့တယောက်ကိုတယောက်သီးခံခြင်းရှိကြ၍အသင့်အတင့်ပေါင်းဖော်ခြင်း အဖွဲအစည်းအပြင့ သင်တို့သည် အချင်းချင်း စိတ်တဘော မချားမနာ တလုံးတဝါသည်ဖြစ်အံ့သောငါကြိုးစားအားထုတ်ကြလော့သင်တို့ကို ခေါ်ရမှုခြင်းနှင့်ဆက်ဆိုင်သော မျော်လင့်ခြင်းတပါးထဲသို့ခေါ်သွင်းတော်မူသည်နှင့်အညီကိုယ်တကိုဝိညာဉ်တကိုတည်းရှိ၏သခင်တပါးယုံကြည်ခြင်းတပါးဗတ္တိဇံတပါးခတ်သိမ်းသောငါတို့၏အပဖြစ်သောဖျားသခင်တဆူတည်းရှိတော်မူ၏ တို့ဖျားသခင်သည်ခတ်သိမ်းသောငါတို့၏အပေါ်မှာရှိတော်မူ၏ခတ်သိမ်းသောငါတို့ကိုနှံ့ပြတော်မူ၏ခတ်သိမ်းသောငါတို့၏အထင်၌လည်းရှိတော်မူ၏အယားယာ၌စိတ်နှိမ်ချခြင်းနူးညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့် ေတ္တာစိတ်နဲ့တရားကိုယ်တရားသိခန့်ခြင်းရှိကြ၏အေဖက်ဩဝါဒစာခန်းကြီးလေးခန်းငယ်နှစ်တရားကိုယ်တရားသိခန့်ခြင်းလွန်ခဲ့သောတရက်ကမီးပွိုက်หนีသွား၍ကားတစီအနောက်တွင်ရက်လိုက်ပြီးနှောက်မှန်တွင်ကတ်ထားသော တောက်ပသည့်စတစ်ကာကိုတတိထားမိလိုက်သည်စာတန်းလေးကကားမောင်းတက်ဆရှင်မောင်းဖြစ်သောကြောင့်ကျေးဇူးပြု၍စိတ်ရှိပါဟုထင်းနေအောင်ရေးထားသည် ကျွန်ုပ်တို့ကြားရသည့်သို့မဟုတ်ကြုံရသည့ လမ်းပေါ်မှာဒေါသဖြစ်เสียရများကြောင်းအချားရင်မောင်းများကိုစိတ်ရှည်ရန်ပြောထားသည်မှာအင်မတန်မှထိရောက်သောတတိပီချက်တစ်ခုဖြစ်သည်စတစ်ကာကိုကြည့်ရင်မိဘအစ်တို့မဟုတ်ခရင်ရဲ့အစ်စ်ဖြစ်ကြောင်းတတိပီဆိုင်ပုတ်များကိုလူတို့ကန်ဆောင်ထားပါကညီတို့တုံ့ပြန်ကြမည်နည်းဟုဆင်ခြင်မိသည်ကျွန်ုပ်တို့၏အိမ်နီးချင်းများလှုပ်ဖို့ကန်ဖက်များတို့မဟုတ်တနေ့တာလုံးတွင်ကျွန်ုပ်တို့နှင့်ဆက်ဆံနေရသူများ၏ ဖြတ်တန်းရုံးကန်ရသည့်အရာများကိုတိထားပါက ကျွန်ုပ်တို့သည်သူတို့အပေါ်ပို၍စိတ်ရှည်ပေးပြီး၎င်းတို့၏ရုံးကန်မှုများကိုပင်ကုညီဖြည့်ရှင်ပေးပါမည်လားကျွန်ုပ်တို့သည်အခြားသူများ၏နှောက်ယှက်မှုကို မခံရအောင်ရှောင်ရှားရင်မိမိ၏နေရများကိုအလင်းအမြန်ဖြတ်တန်းနေနိုင်တော်လေလူတို့ကိုသခင်ယေရှုညီတို့ပြုမှုဆက်ဆံခဲ့သည်ကို သုံးသပ်ကြကြပါစို့ သခင်ယေရှုသည် အလျင်စလိုမဖြစ်ခဲ့ပေ။သူသည်လူများကိုစာနာစိတ်ရှိပြီးနှစ်သိမ့်ရန်တွင်သိမ့်ရန်နှင့်သူကြုံတွေ့ခဲ့ရသူများကိုမေတ္တာပြရန် အချိန်ယူခဲ့သည်။သခင်ယေရှုကိုယုံကြည်သူများအနေဖြင့်ကျွန်ုပ်တို့သည်ခေါ်တော်မူခြင်းကျေးဇူးတော်အတိုင်းအထိုက်အလျောက်ကျင့်ဆောင်ရမည်ဖြစ်သည်။တမန်တော်ပေါလုကထိုခေါ်တော်မူခြင်းတွင်အရာရာ၌စိတ်နှိမ်ချခြင်း၊နူးညံ့သိမ်မွေ့ခြင်း စိတ်ရှိခြင်းနှင့်ပြည့်စုံသဖြင့်မေတ္တာစိတ်နှင့်တရားကိုယ်တရားသီးခံခြင်းတို့ပါဝင်ပြီးအချင်းချင်းစိတ်သဘောမချာမနာ တလုံးတဝတည်းဖြစ်အံ့သောငါကြိုးစားအားထုတ်ရမည်အကြောင်း ပြောထားသည် လူအများမြည်သို့သောစိန်ခေါ်မှုများနှင့်ရှင်ဆိုင်နေသည်ကိုကျွန်ုပ်တို့မသိနိုင်တော်လေသူတို့အပေါ်သီးခံခြင်းကို ပြသနိုင်ပါသည်ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့ရသူတိုင်းအားယေရှု၏ချစ်ခြင်းမြတ်တာကို ပေါ်ပြတော့ပြရုပ်တစ်ခုဖြစ်ကြပါစေ။အခြားသူများအပေါ်မြည်တို့ပို၍စိတ်ရှည်နိုင်မည်။ယနေ့မြည်တို့အပေါ်ကောင်းချီးဖြစ်စေမည်။ချစ်တော်ဖဖျား

ဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။